လမ်းဘေးခွေးတွေကိုကူညီလိုက်တဲ့အဆိုတော်လီဟိုရီ ပရိသတ်များရှင်အဆူရောလီဟိုရီယာ Instagram ကနေသူမရဲ့ Brighter လုပ်ငန်းလေးကိုမျှဝေခဲ့ပြီးတော့ဓပုံဓပုံကို ASL ဆိုတဲ့စာတန်းနဲ့တင်ခဲ့တာဖြစ်ပါတယ်။ဓပုံထဲမှာသူမကအချက်စရာကောင်းတဲ့ခွေးရုပ်ပုံပါတဲ့ T-shirt အင်ကြီးကိုစတိုင်ကြတဲ့ကိုဟင်းကိုနန်နေထားနဲ့ပေါ်ပြထားပုံပေါ်ထားပြီးတော့ T-shirt ကိုသူမကိုယ်တိုင်ဒီဇိုင်းထုတ်ထားတာပဲ ဖြစ်ပါတယ်။ဒီ project ကိုကျင်ညာပြီးတော့ Lambie Query ရဲ့အတွက်ကူညီပေးခဲ့တဲ့အပြင် T-shirt တွေကနေရရှိတဲ့ငွေအားလုံးကို ခွေးရီစီကိုလှူဒန်းပေးသွားမှာပဲဖြစ်ပါတယ်။လီဟိုရီနေနဲ့အလူငွေတွေနဲ့စီဒနာဝန်ထမ်းတွေကတဆင့်လေရင်ဒရီဆန်တွေကိုကုညီထောက်ပံ့ရမှာတကြွစွာလှုံ့ဆော်ခဲ့ကြတာကြာခဲ့သလိုဒရီဆန်ဆောင်းရှောင်းရင်းနဲ့စွန့်ပစ်ထားတဲ့အိမ်မွေးဒရီဆန်တွေကိုခေစေပေးရမှာလဲလူသိများခဲ့တဲ့သူဖြစ်ပါတယ်။ 2011ခုနှစ်ကလည်း Berlin Trade Center ကို ထောက်ပံ့ဖို့ project မှာပါဝင်ခဲ့သလိုစွန့်ပစ်ခံထားရတဲ့ခွေးတက်ကောင်အမြင်နဲ့ရေးသားထားတဲ့ Place Remain တချင်းကိုထုတ်ဝေခဲ့ပြီးတော့ရရှိငွေအားလုံးကိုကိဟာမှာလူရန်ခဲ့ပါတယ်။ဒီကနေ့လားလည်းခင်မုန်းဖြစ်သူနဲ့အတူခွေးစာနဲ့တန်ကိုကိဟာတစ်ခုမှာလူရန်ခဲ့တဲ့အပြင်အပူချိန်ကာကွယ်ဖို့လောင်ရင်တွေကိုတန်ရှေးလို့ဖို့စေတနာဝန်ထမ်းအဖြစ်ကိုပါဝင်ခဲ့သေးတာဖြစ်ပါတယ်။ ဗီဒီယိုလေးအဆုံးလေးလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်း Asian Star New ပရိသတ်တယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ရတဲ့ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါဆိုရှင်။